နှစ်ဦးမှာတော့ကျွန်တော်တဖွာဖွာပြောတယ်ကျွန်တော်တို့အော်တော့အော်ခဲ့သေးတာအဲဆိုနဲ့ခုနှစ်ထဲမှာအဲဆိုနဲ့ခုနှစ်ထဲမှာလေးထိတ်စီအငိမ့်နဲ့အပူဖတ်မယ်နော်တခါဒီငါးစုံနဲ့ခုနှစ်ထဲမှာလည်းကျွန်တော်ပြောခဲ့တယ်အဲ့ဒီလေးထိတ်စီငိမ့်နဲ့အပူနော်လေးထိတ်စီငိမ့်နဲ့အပူသူကဖတ်တာတခါဒီငါးစုံနဲ့ခုနှစ်ထဲမှာလည်းအဲ့လိုပဲလေးထိတ်စီငိမ့်နဲ့ပူးတာလေ လေးသုံးလုံးပေါ့လေးထိပ်စီးနဲ့စုံသုံးလုံးလဲပူးတယ်ကွာเนาะဒီလိုမျိုးပေါ့လေးထိပ်စုံသုံးလုံးလဲပူးတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ငါးစုံခုနှစ်ထဲမှာလဲဒီလိုပဲလေးထိပ်စီးစုံသုံးလုံးเนาะဒီငါးစုံခုနှစ်မှာလဲလေးထိပ်စုံသုံးလုံးဒီငါးစုံနှစ်ဒီနေရာမှာလေးထိပ်စုံသုံးလုံးကစားလို့ရเนาะဘာလို့လေးထိပ်စုံသုံးလုံးကစားခိုင်းတော့ဆိုတော့ပြောင်းနေတဲ့ထိပ် ေါ်တော့မယ်လို့ကျွန်တော်စိတ်ထဲမှာထင်တယ်နော်ထင်တယ်ဆိုတာစိုက်လဲရှိတယ်ပေါ့ပျောက်တဲ့ကဏ္ဍ1 4 3ည9အဲ့ဒီထဲမှာ3ညကတော့အခုနောက်ပြီးကျွန်တော်ပြနော်အဲ့တော့ကျွန်တော်တို့ထုံးစံအတိုင်းနောက်3ခက်ကိုခွဲပြီးကစားကြည့်လို့ရှိရင်အဲ့ဒီ၄ထိပ်စုံ3လုံးအပူးတွေကကျွန်တော်တို့ဒီပရိသတ်3ခုအောက်ကကဏ္ဍ390နော်အဲ့ဒီကောင်းကအဲ့ဒီနေ့ဒီမှာ390လို့သူပြန်ကြကြ ကြပြေးတာနဲ့သူ့ရဲ့မြင်းကုန်းမှာထွက်တဲ့ကဏ္ဍတည်းအဲ့ဒီလေးထိပ်စီးနဲ့စုံသုံးလုံးကိုဟဲ့ဒီကဏ္ဍဝန်းချင်းထွက်တလားဒါထွက်တလားဆိုတာကိုပြောတာနော်ဘယ်လိုထွက်မယ်ကျွန်တော်မသိဘူးဒါဆိုရင်ဒီတရငါးစုံနဲ့ခုနှစ်ထဲမှာဘောပင်ကဒုတိယကတ်မှာပထမကတ်မှာသူကပရိတ်3ဒုတိယကတ်မှာပရိတ်2နှစ်ပရိတ်ရဲ့အောက်ကခဏငါပြန်ကြကြတယ် ပြန်ကြကြအဲ့ဒီကဏ္ဍပြန်ကြကြပြီးတာနဲ့သူ့ရဲ့ဒီအောက်ဆောင်မြင်းကောင်မှာလေးထိပ်စီအငိမ့်နဲ့အပူကဏ္ဍတစ်ခွက်ထွက်တယ်ထွက်တဲ့ကဏ္ဍကလည်းဝမ်းချိန်နော်ဝမ်းချိန်နှစ်ခွက်လုံးချိန်ပြီးထွက်သလားပေါ့သူကတော့နှစ်ခွက်လုံးချိန်ပြီးထွက်တယ်66အတွဲကိုဒီ66နှလုံးထောင်းတာလားဒီ436ကိုချိန်တာဒီမှာ၄နှစ်အတွဲလိုက်ပြုတ်တယ်ဒီနှစ်နှလုံးကိုနဲ့ဆွဲတာလားဒီနှစ်နှစ်ကိုပဲဆွဲလာတာလားပေါ့နော် ဒီနှစ်ကွက်ကိုဝန်ချိန်နဲ့ထွက်အဲဒီနှစ်ကွက်လုံးဝန်ချိန်နဲ့သူကထွက်နော်လက်ဆိုရင်အခုကျွန်တော်တို့တစ်ပရဲရဲ့အောက်ဒီမှာတစ်ပရဲသူ့ရဲ့အောက်ကကလည်း၈ခုနှစ်ကအဲ့ဒီနေ့ခေတ်မှာ၈ခုနှစ်ပြန်အဲပြောကောင်းဒီမှာ၈ခုနှစ်ပြန်ကြကြကြပြတာနဲ့သူရဲ့မြင်းကုန်မှာထွက်တဲ့ကနန်းဒီဒီနှစ်ကွက်ဝမ်းချင်းနဲ့ပြန်ကြကြမလားအဲပြန်ကြတယ်လေပူးမလားပေါ့နော်ကျွန်တော်ကအဲ့ဒီကောင်ကိုဒီမှာကကနန်းကွက်ကြတာ တို့ဒီ99လေးလား၄99လားအဲ့လိုကြတော့လေစုံသုံးလုံးကမဖြစ်မဖြစ်တော့ဒီ939ကိုကျွန်တော်တို့မယူတော့ပဲနဲ့ဒီကနန်းတကွက်သေးကိုပဲကျွန်တော်ဝမ်းချင်းကစားပြီးခြားချင်းနော်အဲ့တော့ဒီတကွက်သေးကိုပဲဝမ်းချင်းကစားပြီးတော့ထည့်ဒီတကွက်သေးကိုပဲဝမ်းချင်းနဲ့ပဲကျွန်တော်တွေးလိုက်ဒီအပေါ်ကနန်းနဲ့တွဲယူရင်လည်းယူလို့ရတယ်เนาะဒါပေမဲ့ကျွန်တော်ကတော့ဒီမှာကသူကခွက်ကြတာထွက်တဲ့ကနန်းတွေကစုံသုံးလုံးအပီးတွေဖြစ်နေတာเนาะစုံသုံးလုံးအပီးနေတယ်1 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 တုံညနော်ကျွန်တော်တို့စုံစီနေရနဲ့သွားမယ်ဆိုရင်နှစ်၄လည်းမဟုတ်ဘူး तू อ่ะနှစ်၄ကိုကြော်ပြီးတခါ6 6ကိုကြော်ပြီးတုံညနဲ့ဆိုတော့၄တုံညအတွဲလိုက်နဲ့စုံသုံးလုံးဆိုရင်ဒီကနမနစ်ကထွက်ထားတယ်ဒီကောင်ကိုလည်း तू อ่ะဖြစ်သွားလို့ရနော်ဆိုကျွန်တော်ကဒီကနမဲ့ကြိုက်တာ၄တုံညလေးပဲကြိုက်တယ်ကိုယ့်အကူတွေးကြည့်ပေါ့လေးထိပ်စီပုံသေးထဲ့မယ်စုံသုံးလုံးအပူသွားမလားဒါမှမဟုတ်ရင်ဒီနှစ်ကွက်ဝမ်းချင်းကိုသွားမလားဒီနှစ်ကွက်ဝမ်းချင်းကြီးညိအောင်ကစားမယ်ဆိုရင်တော့ သူကဒီ၄၅၄ဆိုတဲ့ခဏမျိုးထည့်လို့ရတယ်နော်ဟော၄၅၅ဆိုတဲ့ခဏမျိုးတာမျိုးတွေထည့်လို့ရတယ်ဒါမှနှစ်ကွက်လုံးကြီးပါဘူးနော်အဲကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့တွေးဒီနေရာမှာအပူ၄ထိပ်ကိုဒီကနေ့နှစ်ကွက်ဝမ်းချင်းနဲ့ကစားလို့ရတယ်နော်ส่งตรงลงแล้วปูอ่ะมะล่ะถ้าไม่เหมาะเองมาเนี่ยไปยอปูมะล่ะป่ะเนาะตรงงานอกใบนี่แหละที่ป่วยมาชื่อดิดีโหลမျိုးแลทูรู้ได้เลเล5เนาะเออดีเลเล5โหเลยเราออกเกได้ล่ะเว้ย เนาะဒီ၄တောင်ညာလေးဒါကျွန်တော်တို့ organize ထုတ်ခဲ့ဘူးတာပဲเนาะအဲ့ဒီနဲ့ကွက်ကတော့ဒီဘွဲမှာဒါထည့်ကစားမယ်ဆိုရင်ကစားလို့ရတယ်။ဟိုက၄ထိတ်နဲ့အငိမ်ပူးမှာဟိုเนาะဟိုအဲ့ဒါလေးတစ်ချက်အဲ့ဒီ၄ထိတ်ကလည်းသူကဒီဘက်အောက်ဆောင်မှနေသူကဒီမှာ၄ထိတ်၄ထိတ်၄ထိတ်လို့သူကတက်လာတာတွေလည်းရှိတယ်။နောက်ဦးပေါ်ကဆင်းလာတဲ့၄ထိတ်တွေလည်းရှိတယ်။နောက်တစ်ချက်ကအဲ့ဒီ၄ထိတ်ကကျွန်တော်တို့မနစ်ကဒီ၄ပြိတ်လို့ထွက်ပြီ။ ူအောင်မှာ၄ထိပ်သလုံးကစားတယ်เนาะတက္ကအဲ့ဒီ၄ပရိတ်အဲ့ဒီ၄ထိပ်ကနေပြီးသူကနောက်နှစ်မှာ၄ထိပ်တစ်လုံးပဲထွက်တယ်ထွက်တော့လေ၄ပရိတ်အောက်မှာပဲသူထွက်တယ်တက္ကဆိုဒီဘက်နှစ်မှာအဲ့ဒီ၄ထိပ်ကအဲ့မှာတည်းကနေထွက်ပြီးတော့ပျောက်သွားတယ်ပျောက်သွားเนาะဒီမှာ၄ထိပ်စပေါ်တယ်ပရိတ်၄အောက်เนาะဒီကောင်ပျောက်သွားလိုက်တာနောက်နှစ်မှာ၄ပရိတ်အောက်ရောက်တော့ပြန်ပေါ်ဒါဆိုရင်ဒီ၄ရလည်းမနစ်ကတစ်လုံးနဲ့ထွက်ပြီးတော့ပျောက်သွားလိုက်တာခုချိန်ဒီပေါ်မလား ပေါ်မလာတော့အခုကျွန်တော်တို့ကဒီ၄ဘရရဲ့အောက်မှာဒီ၄ထိပ်ပြန်ပေါ်မလာပေါ်မယ်ဆိုရင်ဒီနေရာမှာထည့်မယ်ပေါ့နော်လေးရမကြိုက်ဘူးလားတိုက်ရင်ထိုးပါခင်ဗျာနော်ကျွန်တော်ကဒါစိုက်ရဲ့အသွားလာကိုပြောပြတာကျွန်တော်မိတ်ဆွေဒီကြိုက်တယ်လို့စဉ်းစားပြီးတော့ထည့်ပြီးတော့ထိုးလို့ရအောင်ကျွန်တော်အဲ့လိုပြောပြတာနော်ကျွန်တော်ကဒီဘွဲပြန်ကြမဟုတ်ရင်ကျွန်တော်မကစားပါဘူးเนาะကျွန်တော်ပြန်ကြထွက်ရင်ပေါက်မယ်မထွက်ရင်မပေါက်ဘူးပြန်ကြတမျိုးတည်းထိုးမှာဒါကတော့ စိုက်ကတော့ကောင်းတယ်ကျွန်တော်မိတ်ဆွေတွေကြိုက်ရင်လေကိုယ့်အကူလေးညံကွန့်ပြီးတော့ထိုးလို့ရအောင်လို့ကျွန်တော်ပြနော်ကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့တွေးထဲလိုက်ကွာဟုတ်လားဟာလေးထိတ်လေးဖြစ်ကမယ်စုံသုံးလုံးလေးပူရမယ်ဆိုရင်ဒီခဏန်းကလည်းဝမ်းချိန်ဖြစ်ကမယ်ဆိုရင်ဆိုရင်အဲဒါမျိုးလေးပေါ့နော်ကိုယ်မှရှိတဲ့ဒါကအစောကကျွန်တော်ကင်မလို့ပဲဒါပေမဲ့မကင်တော့ဘူးမကင်တော့ဘူးဆိုတော့စိုက်ကဒီနေရာငါးပရိတ်ကစားရမှာမဟုတ် တော့ငါးဘရိတ်ကထွက်ထားတဲ့ထဲမှာမရှိတဲ့အခါကျတော့ကျွန်တော်ငါးဘရိတ်ကိုမကစားတော့ဘူးเนาะအဲတခြားကနန်းကျွန်တော်မိတ်ဆွေတွေတိုက်တဲ့ငါးဘရိတ်မျိုးရှိထည့်ကစားเนาะအဲ့ဒီငါးဘရိတ်ထဲမှာကျွန်တော်ဒီ၃ခွက်ထည့်ပြီးမြှင်းနေငါး၃၄၁၃၉၆เนาะစတုံညာတုံညာခွန်ရှိကတော့တိတ်မကြိုက်ဘူး။အဲ့တူကဒီနားလေးမှာကျွန်တော်ပြန်ကြည့်လိုက်။တူဒီသုံးလုံးဒီသုံးလုံးကို နော်ဒီမှာလဲဒီ၃လုံး၉ကိုဒီမှာလဲဒီ၃လုံး၉လို့ရိုက်တာအဲ့ဒီ၉တွေကိုอืมအဲ့ဒီ၉တွေကိုဒီဘွေ၃လုံး၈နဲ့ဗရိတ်၁နဲ့ကသူက၉လို့ပြန်ထည့်နော်အဲ့ဒီ၃လုံး၈၆၄၈ကိုဗရိတ်၁နဲ့၉လို့သူကပြန်ထည့်အဲ့ဒီ၉တွေဇောင်း၃လုံး၉နော်တခါဒီမှာဇောင်း၃လုံး၉လို့ရိုက်တယ်နဲ့ဒီ၃လုံးကခွန်အဲ့ဒီခွန်နဲ့ဒီဗရိတ်၁နဲ့ကို၉လို့ပြန်ရိုက် တစ်ခါဒီမှာဇောင်းသုံးလုံးကိုးရိုက်ထားတယ်အဲ့ဒီကိုးကိုဒီသုံးလုံးကအခုကျွန်တော်တို့က၄ဖြစ်နေနော်၃နှစ်ကိုးဆိုတော့၄ဖြစ်နေပြီ၅ပရိတ်ထဲမှာ तू ကဒီကိုးဆိုတာဗျာနော်အဲ့ဒါကိုအဲ့ तू ကဒီကိုးကိုဒီသုံးလုံးနဲ့ခါနဲ့ဘယ်ဒီသုံးလုံးနဲ့ပရိတ်နဲ့ကိုးဒီသုံးကိုဒီကိုးကိုဒီသုံးလုံးနဲ့ပရိတ်နဲ့ကိုးတစ်ခါဒီဇောင်းသုံးလုံးကိုးကိုဒီသုံးလုံးဘူးပုံစံနဲ့ပရိတ်နဲ့ကိုးတစ်ခါအဲ့ဒီမှာဒီပရိတ်၁၁ကဒီကို၁၁ပရိတ်လို့ तू ရိုက်လိုက်တဲ့အချိန် ဒီသုံးလုံးက1 6 8ဒီမှာ6 8ဘရိတ်1လို့လာထွက်တယ်เนาะဒီဘရိတ်1ကဒီဘရိတ်1လို့လှမ်းပြတိုက်တာ ਨੇ ဒီ6 8ကဒီမှာဘရိတ်1လို့လာထွက်တယ်တခါအခုကျွန်တော်တို့ဒီသုံးလုံးကိုဒီဘွေသုံးလုံးနဲ့ဘရိတ်1နဲ့ကိုအဲ့ဒီဘရိတ်1ကလည်းဒီဘရိတ်1ကဒီမှာဘရိတ်1လို့လာပေါက်တာပေါက်ပြီးတာ ਨੇ 9 3 3ဆိုတယ်ဒီသုံးလုံးပေါင်း1ဒီဒီမှာဘရိတ်1လို့လာထွက်တယ်အဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီသုံးလုံးကိုထားပြီး ဒီသုံးလုံး၄နဲ့ပရိ9နဲ့မှသူက6လို့ရိုက်မယ်အဲ့လိုရိုက်မယ်ဆိုရင်သူ့ရဲ့နှစ်နှစ်ကျော်မြင့်ကုန်မှာ9ပရိဆိုတာရှိတယ်ဒီ9ပရိကဒီကို9ပရိလို့ရိုက်အဲ့တော့9ပရိဒီကို9ပရိလို့ထည့်မဲ့နေရမှာ2 8 5ဆိုတဲ့ဒီသုံးလုံး9ကိုဒီနေရာမှာ9ပရိထည့်မလားသူကတော့68ဒီမှာ68လို့ဖတ်တယ်9393ဒီမှာ9393လို့ဖတ်တာဒါဆို2 8 5ဒီမှာ2 8 5လို့ထွက်မလား ဒီ၅ပရိတ်က၅ပရိတ်လို့ပို့ဒီ၂ပရိတ်ကဒီမှာ၂ပရိတ်လို့ပို့ဒီ၁ပရိတ်ကဒီမှာ၁ပရိတ်လို့ပို့သူကနေသူကတော့အန်ခိုက်ပဲ၃ခတ်ပေးမပေးကျွန်တော်လည်းမသိဘူးနော်ကျွန်တော်ကအဲ့ဒီနေရာမှာပေးရင်လည်း၅ပရိတ်ပဲပေးမှာပဲလို့နှိမ့်ချက်ငါကတော့ထည့်ပါမလားမသိဘူးဒါပေမဲ့အပေါ်မှာထည့်ထားတော့လေအထည့်လိုက်တာဗောလေနော်အပေါ်မှာတောင်းထည့်ထားသေးတာဟုတ်တယ်မလားဒီမှာ၆ချက်ခုံ၆ချက်ခုံလို့ထွက်တာဟိုဒီ၉၃ညာ၃ဒီမှာထွက်တာ အဲ့ဒီရှင်းနေငါဒီမှာထွက်ရှင်ထွက်ထွက်မှာပေါ့လေနော်ရှင်းရဘယ်သူမှအပိုင်မသိပဲ။ဒါပေမဲ့သူစိုက်ရတော့ဒီနေရာမှာ तू ကငါးပရေလို့သူထည့်လာ။နော်ဒါလေးတစ်ချက်ကြိုင်ထိုးပေါ့လေနော်။အဲ့ကျွန်တော်လည်းအပြင်းပြေအဲ့ရနိုးလာတာ ਨੇ ။လိုက်လေးလာလွှင့်ပေး။နောက်ပြန်ကြကျွန်တော်တို့ဒီနားမှာပြန်ကြတထန်းလေးပြန်ကြရရှိနော်။ဒီက30ပြန်ကြ။ तू ကနေရေ2 4 6 8 10နဲ့ तू က960ပြန်ကြ။ ဝက်နေတခါနဲ့4 6 7နှစ်သွားနှစ်နှစ်ခွန်ဒီပွဲကိုပြန်ကြပြနိုင်တယ်နော်ဘာလို့တော့ဆိုတော့အဲ့ဒီထဲမှာဒီငါးတုံညာတက်ကအဲ့ဒီနှစ်ထဲမှာသူပြန်ကြကြတော့ဒီသုံးလုံးက30လို့ရိုက်ဒီနှလုံး6နဲ့4ထိပ်နဲ့30လို့ရိုက်ရိုက်ပြီးတော့မှအဲ့ဒီဂွား6ရဲ့ပါဝါနောက်ပေါင်း1လို့ထည့်ထားတဲ့အောက်မှာသူပြန်ကြကြတယ်နော် တခါတူကနေအခုကျွန်တော်တို့10နှစ်ပြေးလာလိုက်တယ်690ဒီပြန်ရကြတယ်အဲ့ဒီလိုပဲဒီသုံးလုံးက30ဒီလုံး6နဲ့4နဲ့30လို့ရိုက်တယ်ရိုက်ပြီးတော့မှဒီ gua 6ရဲ့ပါကွာနောက်ပေါင်း1လို့ထွက်တဲ့အောက်မှာပြန်ရကြတယ်နော်အခုဒုတိယကျွန်တော်တို့ဒီနှစ်နှစ်ခွန်ပြန်ရကြမယ်ဆိုရင်သူကဒီသုံးလုံးကနှလုံးခွန်နဲ့သုံးထိပ်နဲ့30လို့ရိုက်ဒီ gua 6ရဲ့ပါပါနောက်ပေါင်း1လို့ထည့်တဲ့အောက်မှာပြန်ကြကြလို့ရတယ်နော်ဒါပြန်ကြကဏတမျိုးတွေးလိုက် အဲ့ဒီမှာကျွန်တော်တို့နောက်နှက်ကကဘာသွားတူလဲဆိုဒီ936ဇောင်းထိုးတယ်1 2 3 4 5ချိန်ခန်းပြန်ကြဒီမှာ936ဇောင်းထိုးတယ်1 2 3 4 5ချိန်ခန်းပြန်ကြကြလို့ရတယ်အဲ့ဒီ936ဇောင်းထိုးထားတဲ့ခန်း960ပြန်ကြကြတော့သူကဒီ930ဘေးမှာသူကတ်ကြတယ်နော်ဒါဆိုရင်ဒီမှာ936ဇောင်းထိုးတယ်အောက်၄ဘွဲစင်းနဲ့နှစ်နှစ်ခုပြန်ကြအောင်930ဘေးမှာကြလို့ရတယ်နော်အဲ့ဒီခန်း960နဲ့ နှစ်နှစ်ခွန်960နဲ့နှစ်နှစ်ခွန်ဒီသူကဒီဘက်အဝေးကြီးမှာ960နဲ့နှစ်နှစ်ခွန်လို့သူပေးထားတာရှိတယ်နော်381ဇောင်းထိုးပြီးသူ့ဘေးရခဏဒီမှာ381ဇောင်းထိုးတယ်သူ့ဘေးရခဏ3.1လို့ဇောင်းထိုးထားတဲ့အောက်ဇောင်းခဏပေါ့နော်3.1လို့ဇောင်းထိုးတယ်သူ့အောက်ဇောင်းကဒီခဏတခါသူကနေအချိန်ကြီးပြေးစင်းလိုက်ရင်980ထောက်တာနော်ဒီမှာလဲ9385ထောက်တာဒီခဏအဲ့ဒီခဏနှက်ကွက်ဒီ ဒီ960ဆောင်းထိုးတဲ့10နှစ်မြောက်ပေါ့เนาะအဲငါးပွဲမြောက်မှာသူလာပေါက်တယ်ဒီ960ဆောင်းထိုးတဲ့10ပွဲမြောက်မှာလာပေါက်960နှစ်နှစ်ခွန်เนาะအဲဒီ960နဲ့နှစ်နှစ်ခွန်အဲအဲ960နှစ်နှစ်ခွန်ဒီအဲ့ဒီနှစ်ထဲမှာပြန်ညကြရင်ကျွန်တော်တို့က930ပြီးကတ်ကြပါလေဆိုဒီပွဲမှာကြာလို့ရနေတာပဲเนาะဒါလေးလေတစ်ချက်ကြာရင်ထိုးเนาะမကြာရင်တော့လည်းမထိုးနိုင်ပါဘူးအော် ခုနကကျွန်တော်တုံညာထိတ်နဲ့မနစ်ကကဏ္ဏမနစ်ကကဏ္ဏပေါ့နော်ကျွန်တော်ငါးပရိတ်နဲ့တုံညာ1 4တို့တုံညာ6 6တို့ကျွန်တော်ထည့်ပေးတာနောက်ပြီးတော့၄တုံညာ၄မနစ်ကကဏ္ဏကျွန်တော်ထည့်ပေးတာအဲ့ဒါထည့်ပေးရတဲ့အကြောင်းရင်းကဒီ site ကြောင့်ကျွန်တော်ထည့်ပေးတာနော်ဆိုကျွန်တော်တို့ဒီငါးစွန်းနဲ့ခုနှစ်ထဲမှာတုံညာထိတ်စီစကြနော်သူကဒီငါးနောက်ပိတ်ရဲ့ငါးနောက်ပိတ်၃ထိတ်လို့ဖြစ်တယ်သူရဲ့ဘေးမှာကြနော်ငါး၃လို့ဖြစ်တယ် ငါရဲ့ပါပါတုံညာထိတ်တလုံးလေးယူလိုက်လဲရတယ်နော်တခါဒီငါးစွန်းတဲ့ခုနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာတုံညာထိတ်စီးစကြတော့ဒီမှာငါးနောက်ပိတ်လေးထိတ်လို့ဖြစ်တယ်သူ့ရဲ့ဘေးမှာစကြတယ်အခုကျွန်တော်တို့တုံညာထိတ်ဒီမှာစကြရင်ဒီမှာငါးငါးလို့ဖြစ်ထားတယ်ဒီတစ်ခုပဲရှိတယ်နော်သူ့ရဲ့ဘေးမှာကျွန်တော်တုံညာထိတ်ထည့်ရှင်နောက်တစ်ခုအဲ့ဒီတုံညာထိတ်ကိုထည့်ဖို့ဟာသူ့နှစ်ပိတ်မှာကျွန်တော်တို့ရှင်းနောက်ပိတ်ခဲ့တာဟုတ်ပရိသတ်၄နောက်ပိတ်ပရိသတ်၉နောက်ပိတ်ပရိသတ်တွေ့ခဲ့တယ်။အဲ့ဒီရှစ်တီသူ့ရဲ့နောက်နှစ်မှာ ရှစ်ခါအငိမ်ကိုနှစ်နောက်ပိတ်နေသူကတွဲထွက်တယ်။ထွက်ပြီးမှသူ့ရဲ့အောက်မှာအဲ့ဒီတုံညာထိတ်စီတလုံးကစားတယ်။ကစားလိုက်တဲ့တုံညာထိတ်စီနောက်တွဲပါဝါနဲ့လည်းယူလို့ရတယ်နော်။ဒါနောက်တွဲပါဝါနဲ့လည်းယူလို့ရတယ်။အဲ့ဒီလေးနောက်ပိတ်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့လေးခါလို့ကြားလိုက်တာနဲ့နှစ်နောက်ပိတ်နေတွဲကြတယ်။နော်။အဲ့တော့40နှစ်အတွဲလို့သူကြားလိုက်တာ ਨੇ သူရဲ့အောက်မှာတုံညာထိတ်စီတလုံးထဲတယ်ထဲ့ပြီးရင်နောက်တွဲပါပါနဲ့ထွက်တယ်เนาะ ဒါဆိုရင်အခုကျွန်တော်တို့ဒီကိုသူ့ရဲ့နောက်နေမှာကိုးခါကြတော့ကိုးခါကြတော့နှစ်နဲ့မတွဲကြဘူးဒီကိုးခါကြမှသူကနှစ်နဲ့တွဲကြတယ်အဲ့ဒီကိုးခါကြတော့သူကနှစ်နဲ့တွဲကြပြီတာနဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့ကတုံညာထိတ်စီတလုံးထည့်ကျင်တယ်ဒီတုံညာထည့်ရင်လည်းသူကနောက်တွဲပါပါနဲ့ထည့်ရမယ်ဒီလိုမျိုးဖြစ်နေတယ်နော်အဲ့အဲ့ဒီမှာကျွန်တော်ကဘာလို့ခွင်းဖြစ်တော်ဆိုတော့သူကဒီ80နှစ်နော်နှစ်နောက်ပိတ်ရှစ်ခါကိုနှစ်နောက်ပိတ်နဲ့တွဲထည့်ပြီးသူက2003လုံးကနှစ်လို့ဖြစ်တယ်ဟုတ် เนาะเอ่อ9ถอง3ลง2โลขึ้นพี่แล้วนอกด้วยปาวาสรุป3ญา2คนถั่วดุติยากัดมาเลย2ใบมาถั่วแก่ได้4ดิ2นอกใบเนี่ยต้วยพี่2 4อต้วยโลถั่วไล่ตาตู้ออกมา3ญาแท้สีแท้ไอ้นี่นิดดิ9ถอง3ลง2โลตู้เปลี่ยนผิดเด้ผิดไล่พี่ดาเนี่ยปาวาตะด้วยเนี่ยถั่วได้3ญา4กูเนาะ เอ้อแล้วส่วนอะกูดีกูโกปาวาเอ้ดิโกดินอกนี่มาโกค้าอะไง2ใบเนี่ยถั่ว90นิดโลถั่วพี่ดาเนี่ย ူအောက်မှာတုံညာထိတ်စီအငိမ်နောက်ထောင်3လုံးနှစ်နောက်ထောင်3လုံးကနှစ်ဖြစ်အောင်ရှင်းနောက်ပိတ်ထဲမှာရှစ်ပါပါ3ခါထဲမှာတုံညာ38ဆိုတဲ့ကနေတစ်ခွက်ထွက်တယ်တုံညာ38ဆိုတဲ့ကနေတစ်ခွက်ထွက်နော်တခါနောက်တစ်မျိုးတွေးကြည့်မယ်ကျွန်တော်တို့ဒီတုံညာထိတ်စီနဲ့ကနန်းဒီသူ့ရဲ့ဘေးချင်းကနှစ်ကတုံညာခါနဲ့ကနန်း ။တုံညာခါအငိမ့်နေခဏနောက်နှစ်ကိုတုံညာထိတ်စီနေထွက်တာလား။ဒါဆိုရင်ဒီမှာကြတဲ့တုံညာထိတ်စီနေခဏဒီသူ့ရဲ့ဘေးချင်းကနှစ်ကတုံညာခါနေခဏတုံညာထိတ်နေလားထွက်တာလား။နှစ်ဘွက်တောင်ထွက်တယ်ဒီမှာလည်းတုံညာထိတ်နေပဲ။အဲ့တော့အခုဒီမှာနှစ်နောက်ပိတ်ကိုကိုးခါနဲ့တွဲထွက်လာသူ့အောက်မှာထွက်တဲ့တုံညာထိတ်စီခဏဒီသူ့ရှေ့နှစ်ကတုံညာခါနေခဏလား။နော်။တုံညာခါနေခဏဆိုရင်6 633နော်300ခါနဲ့တစ်ခွက်ရှိမယ်ခုနက4ထိတ်နဲ့435အာ435เนาะကျွန်တော်တို့ဒီကဏ္ဍနှစ်ခွက်ဒီကဏ္ဍနှစ်ခွက်ကို1ချိန်နဲ့ကစားမယ်ဆိုရင်435 435လို့လည်းကြာသွားလို့ရတာပဲเนาะ345ပေါ့เนาะကျွန်တော်ဒီမှာပဲရေးလိုက်ပါ345 435 335 435နဲ့ကဏ္ဍ335နဲ့ကဏ္ဍ เนาะကျွန်တော်တို့93အဲ3ည53 3ည53 3ည66နှစ်3ည1နှစ်3ည9နှစ်ကောင်း3ည19လို့3ည9နှစ်လို့ထက်9နှစ်အကွက်ကိုလိုက်ကြည့်လိုက်ပါဗျာเนาะကျွန်တော်ပြောမနေတော့ဘူးမနစ်က3ည9ခါနေခဏထွက်ကမ်းအဲ့ဒီမှာကျွန်တော်ဒီနေရာမှာဒီကနေ့တကွက်ထည့်ပြီး ဒီတုံညာထိုက်နေကနန်းဒီသူ့ရှိနှစ်ကတုံညာခါနေကနန်းကျွန်တော်တို့ဒီနေရာမှာဗရိတ်ဆက်6လို့ရှိတယ်နော်ကိုဗရိတ်ကိုဗရိတ်ကိုကိုနဲ့ချက်ရိုက်ထားတယ်သူ့ဘေးရကနန်းနောက်တစ်ခုကြတော့ကျွန်တော်တို့ဒီမှာရှေ့ဗရိတ်6ဗရိတ်နော်6လို့ရိုက်ထားတယ်သူ့ဘေးရကနန်းနောက်နှစ်ကိုတုံညာထိုက်နေထွက်အဲ့ကျွန်တော်တို့ဒီမှာကိုကို6 9ခုတခါ9ဆိုတော့ဒီမှာပဲရှိတယ် ခွန်ပရိတ်ကိုပရိတ်သူ့ရဲ့ဘေးကတုံညာခါးနဲ့ထွက်ထားတဲ့ဒီကနန်းသည်နောက်နှစ်ကိုတုံညာထိတ်နဲ့ထွက်ဆိုတုံညာ66နဲ့တုံညာထိတ်သည်နောက်တွဲပါပါဆိုတုံညာ38နဲ့เนาะကျွန်တော်တို့နှစ်ကွက်နှစ်ကွက်ပေါ့เนาะနှစ်ကွက်ကျွန်တော်ရွေးထုတ်ပေးလိုက်เนาะကျွန်တော်ခုနကပြတဲ့ပြန်ကြားဆိုင်နှစ်ခုနှစ်တည်းရဲ့ဘာတွေရတော့ပြန်ကြားရတော့ကျွန်တော်မရေးပြီးတော့ဘူးเนาะဘာလို့လုံးဆိုတော့ကျွန်တော်တို့ပြန်ကြားဆိုတာကအကုန်လုံးကြားလို့ရတယ်လို့ကျွန်တော်ပြောပြီးသား အဲ့တော့ဒီ site မှာကျွန်တော်ဗရိတ်9နဲ့ကိုသူရှိနေကကဏ္ဍ9ဗရိတ်လဲပေါ့ออกมาလဲရှိတယ်။တုံညာထိတ်နေသူရှိနေကကဏ္ဍလဲရှိတယ်ဆိုတော့ကျွန်တော်ဒီကဏ္ဍနေထည့်ပြီးတုံညာ6ပြီးတုံညာ9 6ကျွန်တော်ပြောပို့ပါရနော်9ဗရိတ်ကဏ္ဍတကွနောက်နှစ်ကိုလိုက်ပေါက်လိမ့်မယ်။အဲ့ဒီမှာဒီပွဲမှာကတုံညာထိတ်နေမနစ်ကကဏ္ဍဆိုတော့သွားတိုက်ဆိုင်လို့ဒါလေးတွေထည့်ပေးတာ။အဲ့နှစ်ခုနှစ်ပြန်ကြရှိတယ်4 4တုံညာရှိတယ်4ထိတ်နေအပူပေါ့ဗျာနော်သူကတော့4ထိတ်နေအပူပေါ့။ နှစ်နောက်ပိတ်ကလည်းပြောမရဘူးဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီနားမှာနှစ်နောက်ပိတ်၃လုံးထောင်တာတွေရှိတယ်เนาะနှစ်နောက်ပိတ်၃လုံးထောင်တာတွေရှိတယ်ထောင်လို့ရတယ်ဒီပွဲကိုနှစ်နောက်ပိတ်၃လုံးကမင်္ဂလာပါကိုတဲဟုတ်ကဲ့ပါเนาะအဲ့ဒီနေရာမှာကိုယ့်အကူတာတွေးကြည့်เนาะအဲ့ဒီချစ်ကနောက်နှစ်မှာရှစ်ခါကိုနှစ်နဲ့တွဲကြတာ ਨੇ သူ့အောက်မှာတုံညာထိတ်နောက်တွဲပါပါလား ီလိုမှမဟုတ်ဘူးဆိုရင်တုံညထိတ်နေသူ့ရှေ့နှစ်ကကနန်းလာဘယ်နှစ်မျိုးဖြစ်နေအဲဒီမှာလဲဒီလေးဒီနောက်နှစ်မှာလေးခါလို့ကြရင်နှစ်အပိတ်နဲ့တွဲကြသူ့အောက်မှာတုံညထိတ်လို့ထက်ထက်လိုက်တာနဲ့အဲ့ဒီကနန်းဒီနောက်တွဲပါပါနဲ့လားဒါမှမဟုတ်ရင်သူ့ရှေ့နှစ်ကတုံညခါနေကနန်းလာဘာလို့လဲဆိုတော့မနှစ်ကတော့တုံညထိတ်စည်းကိုနောက်တွဲပါပါနဲ့ကမရှိဘူးလေနော်အဲ့ဒီကိုနောက်နှစ်မှာကိုးခါကိုနှစ်အပိတ်နဲ့တွဲကြတယ်သူ့အောက်မှာတုံညထိတ်စည်းပေါ်မယ် ဒီတုံညထိုက်တဲ့ကဏ္ဍဒီသူ့ရှိနေကတုံညထိုက်စီနောက်တွဲပါပါနဲ့ကမရှိဘူးမရှိတော့အဲ့တုံညကိုတခါတည်းတုံညငါးပါပါနဲ့တခြားကဏ္ဍဆွဲထည့်မယ်ဆိုရင်ဒီငါးတုံညလေးတို့ငါးတုံညသုံးလို့နော်ဒါမျိုးတွေထည့်လို့ရတယ်သူကနောက်တစ်ပွဲနောက်ဆုံးကတ်မှာကုလိုချင်းနဲ့ပါပါတရွဲကိုသူကဆွဲမရိုက်တော့ဘဲနဲ့အဲ့တုံညကိုပဲငါးတုံညပါပါငါးနဲ့တွဲရိုက်သွားတာမျိုးသူကလှုပ်သွားတတ်တယ်အဓိကသူကပါပါတရွဲပါဖို့အရေးကြီးတာဟုတ်နော် ။ဟိုရှိမှာတော့နောက်တွဲနောက်တွဲကိုယ်လည်းရောက်မှာနောက်မတွဲဘူး။အဲ့တုံညာရဲ့ပါဝါတခါတည်းငားနေပဲတွဲထွက်သွားမယ်ဆိုရင်အဲ့မှာကျွန်တော်တို့940လို့930လို့ပေါ့နော်။အဲ့ထည့်သွားလို့ရတယ်။နာ40လို့နာ30လို့ထည့်သွားလို့ရတယ် 30လို့ထည့်သွားလို့ရတယ်ပြီးခဲ့တဲ့ light ထဲမှာကျွန်တော်ထည့်မပြောသွားတာလေးတစ်ခုကျွန်တော်ပြောပြလိုက်တော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကဒီ site ကကျွန်တော် organize ထုတ်မယ်လို့ပြန်ကြကစားမယ်ပေါ့နော်ကျွန်တော်ပြောခဲ့တယ်အဲ့ဒီနေ့တော့ကတော့ဒီ၄ပြိတ်နော်၅ပြိတ်အောက်ကကဏ္ဍဒီစိတ်နှစ်မြောက်ကိုပြေးပေါက်တယ်ပေါက်ပြီးတော့နေသူ့အောက်မှာဒီကဏ္ဍပြန်ကြကြကျွန်တော်ပြောခဲ့တယ်နော် တခါဒီ6ပြိတိတ်အောက်ကကဏ္ဍ10နှစ်မြောက်ပြီးပေါ့သူအောက်မှာထွက်တဲ့ကဏ္ဍဒီပြန်ညားကြမယ်အခုဒီ9ပြိတိတ်အောက်ကကဏ္ဍ10နှစ်မြောက်ပြီးပေါ့သူအောက်မှာထွက်တဲ့ကဏ္ဍပြန်ညားလို့ကျွန်တော်တို့ပြောပဲနော်အဲ့ဒီအဲမှာကျွန်တော်စာရွက်အဟောင်းထဲမှာစွဲထားတာအဲ့ဒီနေရာမှာထွက်မဲ့ကဏ္ဍကဒီ3ခုပေါ့နော်ဘာလို့တုံးဆိုတော့ကျွန်တော်စာရွက်အဟောင်းကကျွန်တော်စာရွက်အဟောင်းကဒီမှာလေ ီစာရွက်နော်စိတ်နဲ့မြောက်ပြေးပေါ့သူ့အောက်ပြန်ကြဒီကနေ့စိတ်နဲ့မြောက်ပြေးပေါ့သူ့အောက်ပြန်ကြအခုဒီကနေ့စိတ်နဲ့မြောက်ပေါက်သွားပြီသူ့အောက်ပြန်ကြနော်အဲအဲ့ဒီမှာကျွန်တော်တို့ဒီနှစ်နောက်ပိတ်ဒေသီတောင်သုံးလုံးနှစ်လို့ဖြစ်တယ်သူ့ဘေးကကဏ္ဍ9 3ခွန်ပြန်ကြဒီမှာလည်းတူတူပဲဒီကနေ့ဆယ်နှစ်မြောက်ပြေးပေါက်တယ်သူ့အောက်မှာပြန်ရကြတယ်ကြတယ်ခဏကဒီနှစ်နောက်ပိတ်ကြောင့်တတိသုံးလုံးနှစ်လို့ဖြစ်တယ်သူ့ရဲ့ဘေးရခဏပြန်ကြတယ် အခုလည်းအဲ့ဒီလိုပဲယူကြည့်နှစ်နောက်ပိတ်ဒီထောင်သုံးလုံးကနှစ်လိုဖြစ်တယ်သူ့ရဲ့ဘေးရကဏ္ဍသုံးခုခုပြန်ကြသူကအဲ့ဒီမှာအထောက်တွေကျွန်တော်လိုက်ထည့်ထားတဲ့အထောက်ချက်တွေအများကြီးရှိတယ်နော်ကျွန်တော်အဲ့ဒါတွေရှုပ်သွားမှဆိုလို့မပြောနေတော့အဲ့ဒီထဲမှာဒီနှစ်နောက်ပိတ်အထောင်သုံးလုံး633ဆိုတော့နှစ်လိုဖြစ်တယ်သူ့ဘေးကဏ္ဍပြန်ကြသလားဒီ930ရဲ့တပွဲကျော်ကဏ္ဍပြန်ကြသလားဒါဆိုရင်ဒုတိယကတ်မှလည်းဒီလိုပဲ စိတ်နှမြောက်ကဏ္ဍလမ်းပေါက်တယ်ခုနကျွန်တော်ပြောတဲ့နှစ်နောက်ပိတ်ထောင်3လုံး3ခွန်နှစ်ဆိုတော့နှစ်လို့ဖြစ်တယ်သူရဲ့ဘေးကဏ္ဍပြန်ကြတာလားဒီ90ရဲ့တပွဲရဲ့ကြော်ကကဏ္ဍပြန်ကြတာလားအဲ့ဒါဆိုရင်အခုကွန်ပျူတာအောက်က3ခုနှစ်ကစိတ်နှမြောက်ကြီးပေါက်သူ့အောက်မှာပြန်ရကြမယ်ကြမယ်ကဏ္ဍသည်ဒီ90ရဲ့တပွဲကြော်ကကဏ္ဍဆိုရင်388ဖြစ်သွားမှာเนาะ388ဆိုတဲ့ကဏ္ဍဖြစ်သွားဒီကဏ္ဍဖြစ်သွားမှာ တခါနှစ်နောက်ပိတ်အထောင်၃လုံးကနှစ်လို့ဖြစ်တယ်သူ့ဘေးကဏ္ဍဆိုရင်390ဖြစ်သွားအဲဒီမှာလည်းနှစ်နောက်ပိတ်အထောင်၃လုံးကနှစ်သူ့ဘေးရကဏ္ဍနော်390ခွန်300ခွန်လို့ထိုးနော်ဓာတ်မှုကြီးဖြစ်သွားလို့ရတယ်အဲ့ဒီခွန်300ခွန်ကကျွန်တော်တခါပြဘူးပါလေနှစ်ဦးကဏ္ဍအထောင်၃လုံးခွန်300ခွန်ပြန်ကြလို့ရတယ်ဆိုတာခွန်ခွန်300လို့ကိုကြလို့ရတယ်